အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ယောက်သားကစပြမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ခင်ဗျာဘာစပြမလဲဆိုရင်ကတော့ဖြင့်ဟော့ပေါ့နဲ့အကင်ပူပေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကအကိုကြီးကဟင်းကောင်းကောင်းချက်မကျွေးလို့စိတ်ကောက်ပြီးတော့ဘူဖေးသွားစားတော့ပေါ့နော် ဒီမှာလေဟော့ပေါ်နဲ့အကင်အပြင်တခြားသောဘူဖေးတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့အရာတွေတခုမှမချိုက်ဘူးဆိုတော့ဝတ်သားခင်ရဲ့ချက်သားခင်ရဲ့ပဇွန်ရဲ့ပဲစားလာပါတယ်ခင်ဗျာ ပူပေးဆိုတဲ့အတိုင်းရွေးချယ်စရာတော့အများကြီးပေါ့နော်ကျွန်တော်တို့ယောက်သားကလေပူပေးတာစားတာစားရတယ်ကျွန်တော်တို့ကလေတိတ်မတန်ဘူးနည်းနည်းပဲစားနိုင်တယ်အများကြီးမစားနိုင်ဘူးကျွန်တော်ကတော့အချင်းနဲ့ထည့်နေပါတယ်ခင်ဗျာရွေးချယ်စရာတွေအများကြီးရှိပေမဲ့လို့ကျွန်တော်ကဘာတစ်ခုမှမရွေးပါဘူးခင်ဗျာဘာလို့လဲဆိုရင်ကျွန်တော်ကျွန်တော်အကူကြီးကိုပဲကျွန်တော်အကူကြီးရွေးပေးတာပဲစားမှာပါခင်ဗျာ ါကတော့ကျွန်တော်ရဲ့ချစ်ဆုံးအကိုကြီးရွေးပေးခဲ့တဲ့အရာတွေပါခင်ဗျာအများကြီးတစ်ခါတည်းမြူခဲ့ဘူးပေါ့နော်သူကမကုန်မန်းတီးလို့တဲ့ရွေးလဲရွေးပေးတယ်ဟော့ပေါ်လဲပြုတ်ပေးတယ်အကင်လဲကင်ပေးပါတယ်ခင်ဗျာကျွန်တော်ကတော့စားဖို့ထိုင်ဆောင်နေပါတယ်ခင်ဗျာခင်ခင်အောင်မချက်သေးလို့ဗိုက်စာလို့ပဲပေါက်စီတလုံးယူစားလိုက်ပါရခင်ဗျာ ကျွန်တော်ကိုရီးယားတော့ဘိုက်ဆက်ဆာနဲ့စားနေပါပြီခင်ဗျာကျွန်တော်ကလည်းကိုရီးယားကားတွေတည်းအရလို့အရွယ်လေးတည်းထည့်ပြီးတော့စားမယ်ဆိုပြီးလုပ်လိုက်တာအဲဟာအဆင်ပြေနေပါဘူးခင်ဗျာအဲ့ဒါနဲ့မချင်းတဲ့ဖဲနဲ့ကိုရီးယားကားတွေတည်းအရလို့လက်လက်ပပလေးစားပြနေတာမဖြစ်လို့နောက်တစ်ချိန်ထပ်ပြီးတော့စားတော့လေအဆင် ထပ်ပြီးမပြေလို့ကျွန်တော်စိတ်ညစ်ညစ်နဲ့မိုးပဲစားလိုက်ပါတယ်ခင်ဗျာနောက်ဆုံးတော့ကျွန်တော်လက်လျှော့ပြီးတော့ဗီဒီယိုလည်းမရိုက်တော့ပါဘူးခင်ဗျာကျွန်တော်စဉ်းစားလိုက်တယ် ငါမှ food blogger ဖြစ်ဖို့ရပါရမီမပါလာဘူးငါလက်လက်လေးမစားပြနိုင်ဘူးဆိုပြီးတော့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာ